ကျွန်တော်ပြောနေတာအမားတို့ကိုယ်တိုင်စိတ်ရင်းစရာပြည့်စုံမှုမရှိတာကိုပြောနေတာဟုတ်ဘူးအခုကျွန်မနေခင်ခဲ့တဲ့မျက်နှာတော့မထောက်ခဲ့နဲ့ဟဲ့လားအမေရေဆုံးညေဆုံးလိုက်တယ်ဒီလောက်ပတ်စံဘာဖြစ်လဲဒီဆောက်ဆံတော့ကကျွန်မအိတ်လုံးကိုစားနေရှိတယ်မမဆိုင်နာရီရဲ့မဆိုင်နာရီရဲ့အမဒါမဆိုင်ဘူးကျွန်မတော့ဒါအဲ့လိုအဲ့လိုပြောလို့မရဘူးအမအချင်းကကိုပြီးကိုပြီးပါရှင်းရရှင်းပြီးဆက်ရှင်းပြီးဆိုတော့ကျွန်မဘာလို့ဒီဆောင်းလာခင်ရတယ်ဘာအချင်းနေလဲကဲကျွန်တော်ကတော့အီးမေးလ်ပို့မယ်ဒီ လောလောဆယ်ဒီ meeting ကကျွန်တော်လိုချင်တဲ့ဟာကိုရသွားပြီဆိုတော့ကျွန်တော်ချန်တဲ့အပူတွေကိုကျွန်တော်မပြောချင်ဘူး။ computer ကိုကျမဒီပဲလိုဆယ်ခဲ့တဲ့စကားမတော့ဆယ်တာလည်းဆိုလို့ရှိရင်မိတ်ဆွေကိုတက်လက်ထားတယ်။ No 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 ။ဟုတ်တယ်ရခဲ့ခံစားနေရတဲ့အခြေကျွန်တော်အနေနဲ့ခါဗပံတော်၎င်းအဲ့ဒါကိုစင်စီလို့တော်၎င်းကိုခန့်ကိုလို့တော်၎င်းကိုရှေအောင်ရေးပြတော်၎င်းဒီလူတွေဆီကနေပြီးတော့အလဲဆုံး အစီအစီရလားမမတန်မတန်သာပြောမလဲကျွန်တော်အကိုရိအများကြီးမပြောကျွန်တော်ဥမာဟိုဟိုဖြစ်တယ်ဆိုတော့ကျွန်တော်ပြီးလို့တော့ဟုတ်ကဲ့ဟောင်းဘောတယ်ဆိုပြီးသွားပြီဒီတရားအဆောက်အအုံရလေးအခုရှာရှင်မဟုတ်ဘူးနေမှာအမရဲ့ responsibility ကဘယ်လိုလုံးဆိုတာကျွန်တော်မေးခွန်းထုတ်တာလေအမကကိုယ်တိုင်စရင်ကလွဲနေရမပြည့်စုံဆိုတာဒါကအမှန်တရားပဲတော်တော်စင်ပါဘာလို့မမောသေးတယ်ဘာလဲဖတ်ရလို့သေးတော့လားဖတ်ရလို့မဟုတ်လေအမအဲ့ဒါဆိုရင်အမပြောကြက်ဒါဟုတ်လားကျွန်တော်မစစ်နိုင်ဘူးလို့လုံးအကြောင်းမပြောတော့ဘူးဘယ်လိုထက်မပြောတော့ဘူးပြောရင်တော့တတ်ခက်နေတယ် ။ဘာစီလိုဘာနော်။ဘာစီလို။ဘာစီလိုနဲ့မီလီယံတက်ကအရာခံလို့ယူထားတဲ့မီလီယံတက်ကကိစ္စမမများ project နဲ့ပွဲကမယ် the deep are ရှုပ်ရှက်ခတ်ပြီးတို့ခုတ်ကငါဖူးတဲ့တခုတ်ကတဝန်းဘလာတဝန်းလကတဖူးဘလာအဝေးမတက်လို့ဒါဒါကိုင်းလုံးမခွဲလို့ဒါတော့မသိဘူး။တခုတ်ကညနေဘုတ်ခွာကြကုန်ပြီးပြက်လာပြီလက်ဆောင်။ဒီလိုကြီးစပေးဦးဆိုင်နေတာမလဲပြစ်ကြပါလိမ့်မယ်။အဲဆိုတော့ကျွန်တော်ကဒီလိုမြင်နေတယ်။အငယ်ရကကြီးထက်တာ။ဆရာတို့ကြီးနေလို့အငယ်ကိုမိကကြီးမားတဲ့လူတွေကိုစော်ကားတာပြီး အတက်အသေးသူဒီဘဝဆော့တဲ့ဒီဘဝမှာဆိုက်ဆိုမကြိုင်းမှုတွေအတွက်တော်လည်းရေးကံကြီးထိုင်နေနိုင်ငံရေးကံကြီးထိုင်တာဖြစ်တယ်ဒီသူရဲ့စိတ်တွေနဲ့ကြိတ်စာစတဲ့ကိုချနောက်ရက်ဒီမှာတရက်ဆက်တပိတတန်းကြီးတော်လည်းတခုံးရတော့လဲပေါ်လာတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လို့နိုင်ငံရေးကံကြီးထိုက်သွားပြီလို့လူမျက်ကြော်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဘယ်တော့မှမတုံဆင်းပါလေဗျနိုင်ငံရေးကံကြီးထိုက်ကုန်ကြအဲ့ဒါနဲ့စာပြန်အောင်ထမတာတခုလက်ကတဝက်လူလာလားဒါရီလုံးပြီ တော့ရှပ်ဘရုံးချက်တွေမီလီယံတစ်ကတ်မပေါ့များရင်ပွဲကောင်းရင်လမ်းထိုက်အောင်အစားကြည့်နေဘရုံးချက်တွေဒုခငါခိုးနေပြဿနာတွေအတော်ဆိုးနေတယ်ဒီနေ့မှတော့ကျွန်တော်မြက်တော်ကကျွန်တော်မိတ်ဆွေရဲဝင်တယ်ဘယ်တိထောင်တော့မှဒီကြည့်ကြတာမပေါ်ပြရင်အချို့ပါစင်နေဒီလိုဘလော့ဖတ်ပြောနေတဲ့သူတွေလည်းမှမဒီလိုတို့လူကြည့်များအောင်တိုက်လို့မြေပုံစံတွေပေါ့ဗျာဟိုကနေ interview ဒီတိုက်ပွဲလေးပြန်ပြောပေါ့နော်ဒါမျိုးတွေကိုမြက်တော်က လက်ကုတ်ပြန်ဘယ်တော့မှမရှိပါဘူးတို့တွေကလည်းအဖြစ်မပြောပါဘူးကိုလုံးနိုင်တာကိုလုံးကြတာပဲနော်ဒါမှမဟုတ်တော့ခိုးရင်တော့ကျွန်တော်တို့ပြောမှရတယ်ဒီနေ့တော့ဘယ်သူခိုးနေတော့မသိဘူးဖေးဖို့ဆောင်နေတာထမအိုးကြွကြွပြုတ်အခုကိစ္စတွေမဟုတ်ဘူးလူတမားတွေလူရောက်ပါလေတော်ကြီးနဲ့ပါနေဒီလူတို့ကျွန်တော်ဒီအကြောင်းကိုဘာလို့ပြောလဲဆိုစိတ်ရကြောက်စိတ်ရအောင်ပြောဖို့ဘူးလောင်လာမယ့်တော်ရင်ရစ်တစိတ်နိုင်တိုင်ကြီးလုပ်ငန်းစီအတွက်အခိုးတွေလူရောက်ပါလေတော်ရင်ရစ်လောက်ကောင်းရင်ရှာစားပို့ထိုးတွေ ်သွေးစုနာပြည်တယ်ကြကိုဖောက်ထုတ်ပြေရှာရှင်လင်းဖြတ်ထုတ်ပြီးမှလာကျွန်တော်စိတ်လိုက်တိုင်လို့မန်းစီစားတယ်ရှာတယ်ဟောပါလေဒါဆိုင်လို့ပြီးချင်တယ်မပြောပြခင်စားစိတ်လိုက်တိုင်လို့မန်းစီဆိုတာကအစဘာကြောင့်ဆန်လဲဆိုတော့နာနခဲရင်ဒီကန်အစရှိတဲ့ logistic မရှိဘူးအဲ့တော့အဲ့ဒီပတ်စံလေးဟာဒီလူကလူပေးတယ်ဗျာအဲ့ဒီလူပေးတဲ့ပတ်စံလေးကို မြေဒီပုံရင်တက်ပြီးစီးကုန်အချိန်တွေမရောက်တာပြီအပြည့်အဝမရောက်တာပြီလုံးဝမရောက်တာပြီတဲ့တော်လိုက်ကြီးဟာလုံးလေးချလိုက်လိုက်ပြီးစစ်လိုက်တက်ကြီးကိုမရောက်ပဲတခိုးတွေအမေရိကန်ရောက်တရားနိုင်ငံရောက်ကြီးွားရှမ်းတာကိုချာတယ်ကျွန်တော်တာဝန်အပြည့်ကြည့်တော့ဘာလို့လဲကြာပြီမေစစ်နိုင်မှုတော့ပတ်စံရှိမှရပါမယ်ဆိုတော့ပဲဒီလိုမျိုးကစစ်နိုင်တဲ့လူတွေပတ်စံတွေကိုကြားလိုက်မှဖက်ခုမှတော့ဘယ်လိုစစ်နိုင်အောင်တိုက်ရမှာလဲဘယ်လိုတော်ရင်အောက်ွယ်ရမှာလဲတဲ့ကျွန်တော်ဒီအကြောင်းကိုကျွန်တော် ပြောပြပြောပြဖြစ်ပါတယ်။အဲ့တော့ဒိဋ္ဌိနာတွေကတော့မပြောပြရဘူး။ဒီလိုလူအမှန်တရားနဲ့သိနိုင်ခွင့်ကျွန်တော်လေ့စားတော့တယ်။ဒီလိုလူကဒီအမှန်တရားကိုသိမြင်နားလည်ပြီးစင်ကြောင်တရားနဲ့ဒီတော်ရဲ့ကိုစောက်ရှောက်နေတူချုပ်ချီ။ဒါကြောင့်မို့အစဲကစုကအမုန်းကဝိပန်ကတက်တက်ထင်လို့လည်းချက်ပါ။ဒီလိုလူကဒုမမတိရဲ့မတိရဲ့မတုတ်ရဲ့မပြောရတဲ့ဖြစ်စီကျေရှာချာပေါ်ပေါ်တင်နေတယ်ပြလာခုဆိုရင်တုံးကြီးကျော်လေးနဲ့ကြောက်တာကဲဒီနေ့မှာ ခုနမေတို့ထည့်ပြောတော့ဗျာပြောရင်သူ့တိုက်ခိုက်တယ်ခင်ဗျာပါစယ်လို့ဗျာနော်ပါစယ်ပါစယ်လို့နဲ့မီလီယံတက်ကအရှာခိုင်လုံးရှူထားတဲ့မီလီယံတက်ကကိစ္စမမများ project နဲ့ပွဲကမယ် the deep are ရှုပ်ရှက်ခတ်ပြီးဘုခုပဲငါကိုရတခုလကတဝက်လာတဝက်လာအဖူလာအဝီမတက်လို့တာခိုင်လုံးမကွဲလို့လာတော့မသိဘူးတခုရမျက်နှာဘုခွာချကိုမီတက်လာရတယ်ဗျာဒါဆိုစပင်းဥစားမျက်နှာမှာလေးတွေ့ကြပါလိမ့်မယ်အဲဆိုတော့ကျွန်တော်ကဒီလိုမြင်နေအငယ်ရကံကြီးထိုက်တာ စစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲပြပြစီရန်လှုပ်ဆော်သည်ဟုဆိုကာအသက်မပြည့်သေးသောလူငယ်၃ဦးအပါအဝင် ပြည်သူ၉ဦးကိုစစ်တပ်ကဖမ်းဆီးအကြမ်းဖက်စစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲပြပြစီရန်လှုပ်ဆော်သည်ဟုဆိုကာအသက်မပြည့်သေးသောလူငယ်၃ဦးအပါအဝင်ပြည်သူ၉ဦးကိုစစ်တပ်ကဖမ်းဆီးလိုက်ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်သည်စက်တင်ဘာလ၁၄ရက်နေ့ကရင်နီပြည်လွင်ကုံမြို့ဒေါ်နုကူရက်ကွက်တွင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြပြစီရန်လှုပ်ဆော်သည်ဟုဆိုကာအသက်၁၈နှစ်အရွယ်မောင်ပိုင်ပိုင်စုခေမြို့မင်းခန့်ခပိုင်စု အသက်16နှစ်အရွယ်မောင်ဟန်ထွန်းအောင်ခေရဲမင်းကိုကိုခဟန်ကြီးအသက်16နှစ်အရွယ်မောင်အောင်နိုင်နဲ့အသက်16နှစ်အရွယ်မောင်ဖြိုးပိုင်စီအောင်နဲ့အသက်16နှစ်အရွယ်မောင်ထွန်းနေဦးလိုင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းအဆိုပါလူငယ်9ဦးကိုလွင်ကုံမြို့မရဲစခန်းတွင်အမှုဖွင့်ဖမ်းဆီးထားကြောင်းသိရှိရသည် အလားတူစက်တင်ဘာလ16ရက်နေ့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်တွင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြည်ပြားစီရန်ဆန္ဒပြလှုပ်ဆော်သည်ဟုဆိုကာရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်နေအသက်36နှစ်အရွယ်ကိုရဲတူရအောင်အသက်25နှစ်အရွယ်ကိုကျော်ဝန်းနာအသက်45နှစ်အရွယ်ဦးချေဝင်းနှင့်အသက်34နှစ်အရွယ်ကိုကြေထွန်းလို့ကိုဖမ်းဆီးခဲ့ပြီးရွှေပြည်သာမြို့မရဲစခန်းတွင်ဖမ်းဆီးထားကြောင်းသိရှိရသည် ဖန်စီရရှိသူကိုဥလုံးကိုစစ်တပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှား23ကဖြင့်အတီးတီအမှုဖွင့်ဖန်စီအရေးယူထားကြောင်းသိရှိရသည်စက်တင်ဘာလ9ရက်နေ့ကလည်းလာရှုံမျိုးရက်ကွက်များတွင်မြို့ခံအမျိုးသမီးမောင်းနှင်လာသောကားကိုအမျိုးသား2ဦးကတနက်ဖြန်ဖြစ်ပေါက်ကားလူရက်သွားခဲ့မှုအပေါ်လုံခြုံရေးမရှိသောဖြစ်စဉ်အဖြစ်စစ်တပ်ကိုလူမှုကွန်ရက်တွင်ဝေဖန်ခဲ့သောကိုနေသွေးကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တားဖြစ်စီခြင်းမှာကာကွယ်ပေးရေးဥပဒေ ုံမှ23ကဖြစ်အလုံးနဲ့ထောင်တန်း9နှစ်တိတိစစ်တပ်ကချမှတ်ခဲ့သည်အိမ်ပေါ်မိကကြီးမားတဲ့လူမျိုးကိုစော်ကားတာပဲအတက်အသေးသူဒီဘဝဆွတ်တဲ့လူမျိုးပေါ်မှာဆဲဆုံမကြိုင်းမှုတွေအတွက်တော်ရင်ကြီးကံကြီးထိုင်နေနိုင်ငံကြီးကံကြီးထိုင်တာဖြစ်တယ်ဒီသူရဲ့စိတ်ရင်းနဲ့ချိန်စာစတဲ့ကိုချောက်နောက်ရက်ဒီမှာတရဆက်တပိတကံကြီးတော်လန်တခုံးများပြောလိုက်ပေါ်လာတော့ဒီကိုကြီးကိုဖေးစားရှင်းရင်းမှစိတ်မှတက်ရုပ်ဒီကိစ္စတော့ဒီတော့ပြောပြချင်တာကျွန်တော်ဒီကောင်ဖေးဘုံမှာတခုံးမှာအုံးချာ ဒီချိန်တွေအပြင်ကိုလူသမားတွေတနက်ကံကြီးရန်ကားနေတဲ့လူတွေတိုင်းရှိပါတယ်အဲ့ဒီထဲမှာမှရင်းတဲ့ကိုတက်ကြီးကိစ္စကိုကျွန်တော်ပြောပြချင်ပါတယ်မိညာခရိုင်ကိုတက်ကြီးအဲ့ဒါကိုလေးစားစရာကောင်းရဲ့ယူဆိုင်စရာကိုယူစောတိဆိုပြီးမာရွေးလိုက်တဲ့အတွက်မာရင်းကြည့်တာခက်လိုက်တဲ့အတွက်ဇီရိုပြောင်းချအဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကတောင်းမှန်မာမာတက်ပါလေလူစရာမာတက်ပါမာလာကိုတောင်းမှန်လေဆိုတာအင်မတန် ကျွန်တော်တို့ရမယ်ကိစ္စအမှန်တည်းအမှန်ပြန်တချို့ကမှားလို့မှားမှန်ပြစ်တည်နေစမားနေတဲ့သူကြောင့်ပြရမှာစားအဲ့တော့အသက်65နှစ်ပဲဦးညီဆန်းစစ်တဲ့စစ်တဲ့ဆံကြောင့်မလေးတာရောကနေတိတ်ဆောင်ရင်းယင်းမျိုးနဲ့ဘယ်နှခိုင်းကျင်းပါမှာအသက်ခံရပါလဲကျွန်တော်လည်းဆက်လက်ဖြစ်ပြပါတုံးနေပါစကားကြင်ကြီးအတွင်းမှာအင်းအားအင်းအားဒီရှင်ကြီးဆောက်ရည်ကြီးမို့ဗျာစိုင်းစီအမကစရာလေးတို့မှန်းနေတော့ကျူးလုံးခဲ့မိပါလေလို့တောက်ရလုံးနေချိုးခဲ့ရနေဖြစ်ပါလေနေမြန်နေဆုံးဖြတ်ချက်နဲ့ပါဝင်လောက်ဆောင်ရရတယ်ဒိမ့်ပြီးဥစားဗျာ အခုဘဝလေးကိုမသိခဲ့ပါဘူးတေတာစစ်စစ်တဲ့အခါကျတော့တကယ်ကိုယူသားရဲ့ကြပြဆရာဆိုင်ဆရာကြီးတယောက်ဖြစ်နေတဲ့အတွက်မိငါငယ်မိသားစုဝင်များမှုနိုင်ငံတော်ဝင်ရှိရပ်ပြီးရပ်ဖတ်များနဲ့အတူတောင်းတဲ့ဝန်ထမ်းကရှစ်ခုဥချတောင်းတာခဲ့ပါဦးညစံတဲ့ပတ်သက်ပြီးတော့ဇီလိုတက်ကတော့ညင်ကြလားပြီးဆုံးပြီးကောင်းဆောင်ပြောင်းဖြစ်တယ်ဖေဝါရီလနေ့မှာစစ်ကောင်တွေအဖွဲ့ကိုရောင်းလမ်းပြခေါ်ဆောင်ခဲ့တာကြောင့်ဒေသခံကိုချင်းချောက်ရိုင်းနဲ့ပစ္စည်းလုရက်ခဲ့တာကြောင့်ဦးညစံကိုရှင်းလင်းလိုက်ကြောင်းနောက်တော့မဆန်းကိုဖေဝါရီ၃ရက်နေ့ကထုတ်ပြန်ချခဲ့ပါတယ်ဒါပေမဲ့ဦးညစံဟာ ။ဒီနေ့ပါရေးဒီမှာ branch လုပ်ငန်းတွေမှာဥစ္စာပါဝင်တယ်။မြို့တော်ရေးမှတိုင်ငံငယ်ငယ်လေးဒီမိုကရေစီရေးတွေအရက်ပွက်ပွဲဒီမှာတက်ကြွလို့ရှာလူတယောက်ဖြစ်တယ်အများကြီးပါလက်ခံထားတာပါ။ဦးမြင့်စံကိုပြည်စောကြီးကောင်းဆောင်ပြီးဆွဆွဲတက်ပြမှုပေါ်မှာကျွန်းတော်အဖွဲ့ကြီးကဖြည့်ရှင်းတဲ့ပေးမှုဇိုင်းလမ်းဖွဲ့ပြီး၁၆ခွဲပါ။နောက်နောက်ဆက်ပြီးဖေဝါရီ၄ရက်နေ့ကထုတ်ပြန်ခဲ့တောင်းဆိုခဲ့။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျောင်းကြီးမှာယူခဲ့ပါလေ။တင်ငန်းစာရခဲ့ပါလေ။အမှန်ယူနေအောင်ဆောင်ရွက်ဖြစ်တော့လေ။ ဒီလိုကျူးလွန်ခဲ့တဲ့အတွက်ကျွန်တော်အင်မတန်စိတ်ကောင်းပြီဒီတောင်းတမှုအားတတိရှိရှိဝန်ခံတောင်းတမှုရှိလို့ကျွန်တော်ယူဆပါတယ်မှန်ပါသောတောင်းတမှုလေအမှားတွေအမှန်ဖြစ်နေဒါဟာတောင်းတမှုတစ်ပါးတောင်းရင်ရှော့ချတဲ့အောင်တတိဖြစ်မှာဒါကြောင့်ကျွန်တော်ဒီတရင်ကိုကျွန်တော်ကြားရတဲ့